အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မေလ2ရက်တောက်ကြနေ့ညနေခင်းစီးရဲတဲ့သုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အပြည့်အကလာတလထက်မှန်တတန်းတိုးထားတာဖြစ်တဲ့အတွက်မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာတိုက်ပွဲသတင်းတွေထုတ်ပြန်ကြေညာမှာမဟုတ်သေးဘူးဖြစ်ပါတယ်ကြောက်ယူတိုက်ပွဲကတော့ဖြည်းဖြည်းချင်းအရှင်ရလာပြီဖြစ်ပါတယ်အစိုးရနည်းပညာကောလိပ်ကျောင်းကမြစ်တပ်တောင်ကာကင်းစခန်းကိုစစ်ကောင်စီလက်လွတ်လိုက်ရပြီဖြစ်ပါတယ် ကောလိပ်ကျောင်းဝိုင်းထဲမှာစစ်ကောင်စီစစ်ကြောင်းအင်အားရာချီတက်ဆွဲအခြေပြုထားတာရှိနေပါသေးတယ်။ပြုံးလေတက်နေဗန်ဝဲဖြူဟာစခန်းကတော့နာမည်ဇိုးနဲ့ကြော်ကြားနေသေးတာဖြစ်ပါတယ်။အဲ့ဒီခွေရဲ့ key player ကတော့ရဲအုပ်လှဖေဖြစ်ပြီးဖြူဟာမှုအဆက်ဆက်ကလက်သက်မွေးထားတာဖြစ်ပါတယ်။စစ်ကြောင်းလိုက်စခန်းလိုက်အားလုံးမဟုတ်တာလောက်တာချင်းအတူတူဖြစ်ကြပါပဲ။လှဖေနဲ့ညီရင်အားလုံးလက်ရတာပဲဖြစ်ပါတယ်။ လာဖေးနဲ့ညီနိုင်ထားတဲ့အမောင်ကိုလမ်းကြောင်းကိုသတင်းအတိအကျနဲ့ဝင်ဖမ်းမိတဲ့စစ်ကြောင်းဟာအဝေးဆုံးအဆိုးဆုံးနေရာကိုဒုရတာဖြစ်ပါတယ်။ဒီလိုစင်လာတဲ့ဇက်တိုက်ဖြစ်လာတော့စစ်ကြောင်းမှုတွေခမားလှဖေးစခန်းကရောက်လာရင်ထိတ်လန့်ကုန်ရတာဖြစ်ပါတယ်။အဲ့ဒီငတိကလည်းကားစီးနဲ့စခန်းတွေကိုလိုက်ပတ်နေတာတက်စစ်ထွက်နေသလားတောင်းထင်ရပါတယ်။ခြောက်လုံးမျိုးကိုင်းတဲ့ငတိကို MA5 ကိုင်းတဲ့ငနာတွေကကြောက်နေကြရတဲ့တခန်းရပြဇာတ်လေးပဲဖြစ်ပါတယ်။ မွေတိုင်းဗရန်တန်နဲ့ပြောင်းဝဆစ်စေးဂိတ်မှာတော့လူသစ်လူဟောင်းအချိုးအစားမျှတအောင်အချိန်ပြောင်းပြုတ်လို့ရရှိပြီးမူလအင်အား25ရောက်ခန့်ကနေယနေ့35ရောက်ထိအင်အားတိုးမြင့်ထားတာကိုတွေ့ရပါတယ်။မန္တလေးတိုင်းညဉ့်ညံခရိုင်စင်မီကုံမြို့ထဲမှာကင်းလဲ့နေတဲ့စူပေါင်းစစ်ကြောင်းကိုဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနီးကစီးနေတိုက်ခိုက်ထားနိုင်ခဲ့တာရှိပါတယ်။အရာရှိတို့ပါဝင်ပြည်သူ၁၂ဦးမဆီကိုက်ပြီးဂျီတရီမျိုးစားနှစ်လက်နဲ့၎င်းကြီး၁၈တောက်သိမ်းဆဲရရှိခဲ့တာဖြစ်ပြီး ဧပြီလ30ရက်နေ့ကဖြစ်စဉ်ဖြစ်ပါတယ်။ကလန်ဒါဖက်ဆောင်စီမံရေးမှာပါဝင်တဲ့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဆိုင်းရန်ဘူတာကိုဂျမန်နေ့ကစမ်းသပ်ခဲ့တယ်ဆိုတော့ပြောပြရပါဦးမယ်။ပလောဝမြောက်ချမ်းကစ္စဘနဒီမြေပေးကက်ကူဝါဆိုတဲ့ရွာလေးမှာရဲတံကြာကျွန်တော်တို့စစ်ကြောင်းစခန်းချခဲ့ရဘူးပါတယ်။ကက်ကူဝါရွာရဲ့တစ်ဖက်ကမ်းမှာတော့ဓလက်မေဆိုတဲ့ရခိုင်ရွာကြီးရှိပြီးကျွန်တော်တို့စခန်းချတဲ့ရွာကချင်းရွာကြီးဖြစ်ပါတယ်။ အဲ့ဒီရွာထိပ်မှာအိန္ဒိယဂျားစခန်းရှိပြီးအဲ့ဒီစခန်းကိုကိုလာရွှေတို့ရှေ့ရောက်တစ်ဖက်ကလုံခြုံရေးယူပေးရတာဖြစ်ပြီးအဲ့ဒီရဲတွေကိုကျွန်တော်တို့ကထက်စစ်လုံခြုံရေးလုပ်ပေးရတဲ့သဘောဖြစ်ပါတယ်၂018ဝင်းကျင်ကာလာဖြစ်ပြီးအဲ့ဒီလုံနယ်ကလေးကအိန္ဒိယဘက်ကနေတချောင်းတို့လမ်းဖောက်လာတာကက်ကူဝါရွာနောက်ကျောအထိရောက်ရှိနေပြီဖြစ်ပါတယ်အဲ့ဒီတော့ကကျွန်တော်တို့စစ်ကြောင်းဟာထွန်အိုင်ကနေပြန်ဆင်းလာခဲ့တာဖြစ်ပါတယ်။ဒီနေ့တော့ဂျွာဝက်ကိုဝယ်ပြီ ဖင်းပေါ်ပြီးခွဲလန်းချကြပါလေခွဲလန်းချတော့ဆရာကြီးရှာလေးများရမလားဆိုတော့ဖင်းခုတ်နေတဲ့ဆရာကြီးကကျွန်တော်ကိုဂျူသားတကောင်လိုကြည့်ပြီးဩရတာပေါ့ဒါခွဲလန်းနေရမဟုတ်ဘူးတက်ခွဲမှုတက်ခွဲမှုအတွက်တီးတန့်လက်ဆောင်ဆိုပြီးပေးလိုက်ပါသေးတယ်ကျွန်တော်ကအဲ့ဒီတက်ကိုအင်အားကြီးနဲ့ရောက်လာတာမကြသေးဘူးဖြစ်ပါတယ်ဝက်ရှာလေးကိုဆွဲကျွန်တော်တက်ခွဲရုံအခြေပြုတဲ့နေရင်ကိုရောက်တော့ကဲစစ်ကြောင်းရောကဝက်ရှာတောင်းလာခဲ့တယ်ဗျာညနေကျရင်အမီးရပြီကျွန်တော်ကိုချင်းတုပ်လေးတုပ်ပေးဗျာ ။ဆိုပြန်တော့ခမင်းချက်တဲ့ဆရာကြီးကကျွန်တော်ဂျူသားတကောင်လိုကြည့်ပြန်ရော။ချင်းတုပ်ဆိုတာကရိုးရိုးရှင်းရှင်းလေးဖြစ်ပါတယ်။ဝတ်သားဦး။ထုံးရတိုင်းကျွန်တော်တို့ပါပါလေးတွေပြီးမယ်။ကြည့်ပြီးတော့ချက်တုံမျိုးငရုတ်သီးစိမ့်နဲ့ထား။မပြားရည်လေးစားလေးချုံမုံလေးနဲ့ထက်နှဲစံမြားလေးနဲ့ညှိလိုက်ရုံပဲဖြစ်ပါတယ်။ညနေရောက်တော့တက်ခွဲရုံကဆက်သားရဲဘော်လေးကအဲ့ဒီဝက်ရှာတုပ်ကိုဘက်တရီတလိုလိုနဲ့လာပေးသွားပါတယ်။ကျွန်တော်စဉ်းစားနေတယ် ဒီဝက်ရှာကိုဘာဖြစ်နေကြတာလဲဆိုပြီးတော့ပေါ့ကျွန်တော်အင်အားပြည့်တက်လာတော့ပလောက်ဝကနေအခုလမ်းကြောင်းအတိုင်းခြေလင်တက်လာခဲ့ရတာဖြစ်ပြီးအမတ်ရှစ်စစ်နေပြီစစ်တပ်ရင်းကဖရာသာဘိုလေးတွေလည်းပါလာပါတယ်ချင်းရွာချိုးကအင်နာဆောက်တာဒဲပါသေးတယ်မနေ့မိုးလင်းအခင်းသွားတော့ရေချောင်းကန်းဆက်သွားရတာပေါ့ဗျာဟိုချောင်းစင်းကစားဖရာသာလေးတွေကအထာမဏတိတော့တောထိုင်နေအကိုကြီးရေလုံးပါအောင်ဆိုပြီးတော့တို့လိုတန်တန်ထွက်ပြေးလာကြတယ်ဒေသဝက်လို့ခေါ်တဲ့ချင်းဝက်တွေကအဲ့လိုမောင်းသူမဲ့ လွှတ်ကြောင်းမွေးထားတဲ့စနစ်နဲ့မွေးကြတာဖြစ်ပါတယ်။ကျွန်တော်တို့တောထိုင်တဲ့ကိစ္စဝိစားတွေကိုအဲ့ဒီဝက်တွေကတကွီးကွီးနဲ့နောက်ကနေချက်ချက်လိုက်ချင်းနေတာဘူးဘိုလေးတို့ကလန့်သွားတာဖြစ်ပါတယ်။မလန့်နဲ့ညီလေးဒီဘက်ဆန်းကအဲ့လိုပဲကြာလာရင်ရိုးသွားလိမ့်မယ်ဆိုပြီးရှင်းပြပါသေးတယ်။ကျွန်တော်အတွေးပေါက်တော့ပြီ။ဒီလိုကိုအဲ့ဒီလိုအဲ့ဒီလိုအဲ့တော့ဆရာကြီးကျွန်တော်လက်ဖက်ပဲကြမ်းလေးသာတုတ်ပြပြဒါကြီးမစားကြတော့ဘူးဖြစ်သွားပါတယ်။ တကယ်ဖြစ်မှန်ဖြစ်ပါတယ်ဂျွာတိုင်းအိမ်နာမရှိတာမဟုတ်ရှိကြပါတယ်အခုပြောတဲ့ဂျွာလေးကတောင်ယာလှုပ်စင်ခိတနေထိုင်ကြတဲ့ဂျွာဘုံပုံစံမျိုးလေးဖြစ်နေလို့အိမ်နာမရှိတာဖြစ်ပြီးယာယီခရစ်စတန်ကျောင်းလေးမှာတော့ရှိပါတယ်ဒါပေမဲ့မနေ့အစောအဲ့ဒီအိမ်နာတစ်လုံးတည်းကိုအနှက်ကြထိုင်ရှောက်နေလို့လည်းမဖြစ်သေးပါဘူးဘယ်နှစ်ရီထွက်မလဲနေကင်းစာချက်ပြီးဖြစ်ရမယ်ဆိုပြီးနေ့လျှောက်ညနာခြေစစ်စင်နေရတယ်ဖြစ်ပါတယ်တော်ကြာချင်းတွေကိုနှိမ်နေဖြစ်နေမှာစိုးလို့ သေသေးချာချာရှင်းပြရခြင်းဖြစ်ပါတယ်။လာချုံမှာတော့ for show တွေလုပ်ပြနေကြပြီဖြစ်ပါတယ်။တိုင်းစစ်ဌာနချုပ်ရုံးနဲ့ကန့်ရဲရန်အောင်မြင်ဖုံးကြောင်းစစ်တမ်းကြောင်ပျက်စီးနေတာတွေကိုတိုင်းမှုနဲ့အဖွဲ့သွားကြည့်နေပါတယ်။ရှင်ဖျားကြီးမကယ်တင်နိုင်လိုက်ဘူး။တပည့်တော်ဆိုတောင်အသက်လူပြေးကြရတာပေါ့။ကရင်နီနယ်မြေဖားဆောင်ခြေဆိုင်အမှတ်134ခြေလင်းတက်ရင်နဲ့အမှတ်135ခြေလင်းတက်ရင်ကတော့အခြေအနေစိုးနေပြီဖြစ်ပါတယ်။ ဈေးကခဲရန်ကိုလေချောင်းကနေ draw ချနေရတယ်လို့တောက်သုံးရီကူပါလေချောင်းကနေချပေးရတဲ့ဘဝကိုရောက်ရှိသွားပြီဖြစ်ပါတယ်။ကေနီနယ်ပြည်ဟာတောက်သုံးရီချပါပါတယ်။ဂျမန်နဲ့ဒီလိုအချိန်မှာကျွန်တော်ဟာကယင်နီနယ်မြေတနေရာကိုခေတ္တရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ဈေးကိုလေချောင်းကနေဘယ်လိုချလဲဆိုတော့ရေခဲတုံးတွေကိုလေဒီနဲ့ချပေးရတာဖြစ်ပါတယ်။အခုကတော့ draw ချပေးတဲ့ပုံစံဖြစ်မယ်ထင်ပါတယ်။ ဆိုပါတိုင်းနေဟာကရင်နီတပ်ပေါင်းစုရဲ့ wifi ဖိတ်ဆို့မှုကြောင့်ရဟရင်လဲမစင်ရဖြစ်နေလို့ဒါရရထားသူတွေဟာပုတ်ပွားနေပြီးအကောင်တွေတောင်တက်နေပြီလို့သိရပါတယ်။ယခုနေရာဒီမှာဆက်ပြီးဒီထက်ပြင်းပြင်းထန်ထန်လေးဖိတ်ဆို့ထားနိုင်မယ်ဆိုရင်လက်နဲ့ချအညံ့ခံလာမဲ့ဒီဇိုင်းကာလာအနေထားဖြစ်ပါတယ်။ဘကိုတိုင်းနောက်ချားနတ်တလင်းမြို့နယ်ဇမငယ်ရဲကင်းစခန်းငယ်တစ်ခုကိုယနေ့မနေ့အစောပိုင်းမှာစီးနှင်းတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။မဆီနေရောက်ကြပြီးလက်နဲ့မျိုးစုံ 60မမစိန်မြောင်းတစ်လက်အပါဝင်စုစုပေါင်း9လက်မိုင်းနဲ့ခဲရန်ဒုံးကြီးတွေတိမ်းဆဲရရှိခဲ့တာဖြစ်ပါတယ်ထိတွေ့တိုက်ပွဲဖြစ်ချိန်တနအီတွင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့မနေ့ကျွန်တော်ပြောခဲ့တဲ့ chemical poison တွေဟာမလေးရှားနိုင်ငံတို့ဖြစ်ပြီးစင်ကာပူကဂျားပွဲစားပြုလုပ်တာ sodium hydroxide 50% 2,500 kg hydrochloric acid 33% to 35% 3600 kg sulfuric acid 98% 3500 kg ပမာဏဝယ်ယူခဲ့တာဖြစ်ကြောင်းထက်လောင်းဖြည့်ဆွက်တင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရဲ့